ခြောက်နယ်ကပြန်လွတ်လာတော့မယ်နေမျိုးအောင်ရဲ့ချွေးမ DJ Violet ဟုတ်ပါရင်ဒါကတော့လက်ရှိလူမှုကွန်ရက်ဆာမျက်နှာတွေထက်မှလူပြောအများဆုံးနဲ့ပြည်သက်တီစိတ်ဝင်အစားဆုံးဖြစ်နေတဲ့သတင်းကောင်းစင်တစ်ခုပဲဖြစ်ပါတယ်။ပြည်သက်တီဒီနေ့မှာတော့တချိန်ကတနိုင်ငံလုံးဟိုးလေးကြော်ကြော်ဖြစ်ခဲ့ပြီးပြည်သက်တီရဲ့ပြင်းပြင်းထန်ထန်ဝေဖန်မှုကိုခံခဲ့ရတဲ့အမှုတစ်ခုရဲ့နောက်ဆုံးရအခြေအနေကိုတင်ဆက်ပေးချင်ပါတယ်။ အဲ့ဒါကတော့ဝိုင်းရင်သေးဦးဆောင်မင်းသားကြီးနေမြောင်ရဲ့ချွေးမဖြစ်သူ DJ Violet ရဲ့အကြောင်းပဲဖြစ်ပါတယ်။သူတို့ဇနီးမောင်နှံကတကယ်ပဲထောင်ထဲကနေပြန်လွတ်လာတော့မှလောင်းနိုင်ငံတော်ရဲ့လူငယ်ချမ်းသာခွင့်စီးရင်ထဲမှာသူတို့ပေါင်းဝင်နေပြီလောင်း။ဒါရီကိုကျမနဲ့အတူတူသုံးသပ်ကြည့်ရအောင်ပါ။ ီအချောင်းကိုမပြောခင်မှာသူတို့ဘာကြောင့်ဒီလိုအခြေအနေကိုရောက်ခဲ့ရတယ်လဲဆိုတာကိုနည်းနည်းတော့ပြန်ပြောပြချင်ပါတယ်ရှင်ပရိသတ်တို့မှတ်မိကြအောင်ပါလွန်ခဲ့တဲ့ကာလတစ်ခုတုန်းကပေါ့ DJ Violet ဟာဖြောပြပွဲတစ်ခုမှာဗုဒ္ဓဘာသာဝင်ရဲ့အသက်တမျှတန်ဖိုးထားရတဲ့ဗုဒ္ဓံတရဏံခစ္စာမိဆိုတဲ့ဂါရတော်ကိုကလန့်အကအကြမ်းကြမ်း DJ တီလုံးတွေနဲ့ remix လုပ်ပြီးတည်ဆူခဲ့ပါတယ် ဒီလိုလုံရက်ကဘာသာရေးကိုစော်ကားရရောက်တဲ့ရင်ကျိမှုကိုထိခိုက်စေရဆိုပြီးအကြီးကျယ်ပွက်လို့ရိုက်ခဲ့ရပါ။ရလန့်အနေနဲ့ကတော့ဘာသာရေးဆိုင်ရာပုံမှန်တွေဥပဒေပုံမှန်တွေနဲ့တရားစွဲဆိုခြင်းခံခဲ့ရပြီးထိမ့်သိမ့်ခံခဲ့ရတဲ့အထိဖြစ်သွားခဲ့တာပါ။ဒါဟာသူတို့မိသားစုတစ်ခုလုံးအတွက်တော့အမောင်မိုက်ဆုံးအချိန်ကာလတစ်ခုဖြစ်ခဲ့ရလို့ပြောရင်လည်းမှားမှားပါဘူးနော်။ဒီဖြစ်စဉ်မှာအထူးကံ့ရဆုံးကတော့ဖခင်ဖြစ်သူကိုနေမျိုးအောင်ပါပဲ။ကိုယ်တိုင်ကပြိသက်ချစ်တဲ့မင်းသားတစ်လက်ဖြစ်ပေမဲ့ သားနဲ့ချွေးမရဲ့မစင်မချင်းလို့ရကြအောင်ခေါင်းကိုက်ဆိုင်ကြခဲ့ရပါတယ်။သားသမီးဒုက္ခရောက်နေတာကိုမြင်ရတဲ့မိဘတိုင်းလိုပါပဲ။နေမြော့အောင်လို့ဇနီးမောင်နှံခမရလဲသားနဲ့ချွေးမလွတ်မြောက်ဖို့အတွက်မျက်ရည်မျက်ခွန်းနဲ့စူးစမ်းခဲ့ကြရရှာပါတယ်။ဒါပေမဲ့ဒီအပိုင်းမှာတော့သူတို့ရဲ့မျက်ရည်တွေအရာထင်တော့မဲ့လက္ခဏာတချို့တွေ့လာရတဲ့ရှင်နိုင်ငံတော်အစိုးရကနေထုတ်ပြန်လိုက်တဲ့လူငင်းချမ်းသာ권ကြေညာချက်ကနေမြော့အောင်မိသားစုအတွက်တော့မျှော်လင့်ချက်ရောင်းချပါပဲ။တည်င်းစကားတွေအရတော့ပုံမှန်905ကကြီးနဲ့အခြားသောအမှုတွေမှာအကျုံးဝင်သူတွေကိုပြန်လွှတ်ပေးနေတဲ့အခြေ ဲမှာနေမြောင်ရဲ့သားနဲ့ချွေးမလည်းပေါဝင်လာနိုင်ခြင်းအများကြီးရှိနေတယ်လို့သတင်းသုံးသပ်သူတွေကဆိုကြပါတယ်။တကယ်လို့များထောင်ထဲကနေပြန်လွတ်လာတော့မယ်ဆိုတဲ့သတင်းကောင်းစင်အတိုင်းသူတို့သာပြန်ရောက်လာခဲ့မယ်ဆိုရင် ဒါဟာတို့တို့အတွက်ဒုတိယမြောက်အခွင့်ရေးပါပဲ။ဒီအဖြစ်ဖြစ်ကပေးလိုက်တဲ့သင်ကန်းစာကအရန်ကြီးမားတဲ့ရှင်ခိမီတာနဲ့ရိုင်းဆိုင်တော်ဖန်တီမှုနဲ့စော်ကားမှုကြားကစီမင်းကိုတတိချာချာနားလည်သွားစီမဲ့သင်ကန်းစာမျိုးပါရှင်။ပရိသတ်တို့အနေနဲ့ကရောတို့ပြန်လွတ်လာတဲ့အခါလက်ကမ်းကြိုးစိုးကြမှာလား။ဒါကလည်းစိတ်ဝင်စားစရာပါရှင်။မြန်မာလူမျိုးတွေရဲ့ထုံးစံအတိုင်းအမားကိုသိပြီးပြင်ဆင်မယ်ဆိုရင်တော့ခွင်လွတ်တတ်ကြပေမယ့်နောက်ထပ်ဒီလိုအမားမျိုးထပ်မဖြစ်ဖို့ကတော့အထူးသတိထားရမှာဖြစ်ပါတယ်။ နေမျိုးအောင်ဆိုတဲ့ဖခင်ကြီးရဲ့ဂွန်သိခါကိုငဲ့ပြီးပြိသက်တွေကနားလည်ပေးကြလိမ့်မယ်လို့လည်းမျှော်လင့်ရပါတယ်ရှင်။ဟုတ်ကဲ့ပါအခုဆိုရင်တော့နေမျိုးအောင်ရဲ့ချွေးမ DJ Violet တို့ဇနီးမောင်နှံလွမြောက်လာနိုင်တဲ့သတင်းအချက်တွေကိုတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်။တရားဝင်သတင်းတော့မထွက်လာသေးပေမဲ့လေးတန်းတွေအရတော့တို့အိမ်ပြန်ရောက်ဖို့တိတ်မလို့တော့ဘူးလို့ခံမှန်းရရရှင်။ပြိသက်ကြီးဒီကောင်းစဉ်လေးအတိုင်းတို့သာတကယ်ပြန်လွတ်လာခဲ့မယ်ဆိုရင်ပြိသက်တို့အနေနဲ့ဝမ်းသာမိမှလောက်ဓမ္မမဟုတ်ဘလို့ခံစားမိမလဲဆိုတော့ comment မှာရေးသားဆွေးနွေးပေးခဲ့ပါအောင်ရှင်။နောက်ထပ်လည်းထူးခြားတဲ့ celebrity အကြောင်း ်းရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ